ကဘာမြေပြင်ကြီးပျက်စီးပါလိမ့်မယ်။ဘာကြောင့်ပျက်စီးမှလဲဆိုတော့အဲ့ဒီကဘာမြေပြင်ကြီးပေါ်မှာနေထိုင်ကြတဲ့လူဆိုသောတတ္တဝါတွေလောဘတွေဒေါသတွေမောဟတွေအာကြီးလာတာနဲ့မြဒီကဘာမြေပြင်ကြီးကတဖြည်းဖြည်းတဖြည်းဖြည်းဆုံးယုတ်မယ်ပျက်စီးမယ်။သူများကြောက်လားကိုကြောက်လား။ဒါကြောင့်မလို့လေတခုတခုဒုက္ခဒုက္ခဆိုတဲ့ဆင်းရဲတွေနဲ့ကြုံတွေ့တဲ့အခါမှာ တချို့တချို့သူများကိုလက်ညှိုးထိုးတယ်တချို့ကအပေါ်ကိုလက်ညှိုးထိုးတယ်မထိုးပါနဲ့ကိုကြောက်ဖြစ်တာပါဟုတ်ရဲ့လားအိုးမိခင်ဖခင်ဂျေစုရှင်တို့ကိုရဲ့အိမ်မှာအိမ်မှာမကောင်းတဲ့တာသမီတွေကိုပြောလို့ဆိုလို့မရတဲ့တာရီသမီတွေနဲ့ကြုံတွေ့နေရတာတစ်ချိန်လုံးကဘလို့မကောင်းခဲ့လို့ကို မကောင်းခဲ့လို့မကောင်းတာတွေနဲ့တွေ့တာဟုတ်ရဲ့လား မကောင်းတဲ့ပတ်ဝန်းကျင်နေနဲ့တွေ့တယ်မကောင်းတဲ့ပုံကိုယ်တွေနဲ့တွေ့တယ်သူများမကောင်းလို့လားကိုမကောင်းလို့လားဟုတ်ရဲ့လားဒါကြောင့်မလို့ရှင်တော်ကသူတော်ကောင်းကြီးရဲ့စကားချောပြဥစဉ်တို့ကြားဖို့တဲ့မပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာတဲ့သူများလက်ညှိုးထိုးတယ်မပြည့်စုံတဲ့လူတွေကဩပြည့်စုံသွားတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုယ့်ကိုယ်ကိုလက်ညှိုးထိုးတယ်ဒီစကားလေးသိကောင်းလို့ပြန်ပြောမယ်နော် မပြည့်စုံတဲ့လူတွေကဘလူလက်ညှိုးထုပြည့်စုံသွားတဲ့ပုဂ္ဂိုလ်တွေကဘသူလက်ညှိုးထုအော်အလွန်အကျူးကိုပြည့်စုံသွားတဲ့ပုဂ္ဂိုလ်တွေကြတော့သူများကို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 ဘသူကိုမှလက်ညှိုးမထိုးတော့ဟုတ်ရဲ့လားဆိုကြည့်ငါအကြောင်းမင်းမကောင်းပြောမင်းကိုလူကောင်းဟုတ်ရဲ့လား ရက်ွယ်ရက်ွယ်တယ်မှာကွာမင်းငါအကြောင်းနေငါတင်းနေပြောလိုက်တာဒါပေမဲ့အဲ့ဒီလိုပြောပါတယ်ဆိုရင်မင်းကလူကောင်းဟုတ်ရဲ့လားဒါကိုကိုပြန်မေးရမယ် question မေးခွန်းလေးညီပဲဟုတ်ရဲ့လားကဲလိုက်ဆိုကြသူ့အကြောင်းငါမကောင်းပြောငါကောလူကောင်းဟုတ်ရဲ့လားငါသူများရဲ့အကြောင်းလေးကို နှုတ်သီးရှာတွေ့လေငါပြောလိုက်တာတွတ်တွတ်တွတ်နဲ့ဘုနေရပြောဒီနေရပြောအဲ့ဒီလိုသူများအကြောင်းသူများတင်းနေဟိုငါပြောပါရဲ့ဆိုရဲငါကိုယ်တိုင်းကိုလူကောင်းဟုတ်ရဲ့လားကိုကိုမေးရမယ်မေးခွန်းတော့ဆွေတော်မျိုးတော်တွေဟုတ်ရဲ့လားတရားဆိုတာသိပြီးရင်ကြစ်သိပြီးရင်မလုပ်ရမလဲဝိဇ္ဇာနဲ့စရဏဝိဇ္ဇာဆိုတာအတိစရဏဆိုတာအကြစ်သိပြီးရင်တော့ဆွေတော်မျိုးတော်တွေမလုပ်မလဲ ကြည့်ရမယ်တဲ့ဟုတ်လားကလိုက်စုလောဘခြွေကိုစင်စီလိုဒါနရေကိုချိုးရတယ်ဆိုတော့မျိုးတော်တွေအိမ်မနေတာရေချိုးလားအဲတကြွအသိမဖြစ်ဘူးချိုးပုံမပေါ့အေးလို့ဗျာဟုတ်လားဆိုတော့မျိုးတော်တွေကလည်းတရားနာတာအကြံပေးလိုက်မယ်နောက်ဆိုရင်လေ တရားတွေဘာတွေနာနောက်ညတရားဝယ်ရှိသေးတယ်အေးတဲ့တရားကြီးကအေးတဲ့အချိန်လေးမှာဆွေတော်မျိုးတော်တွေကအဲ့ဒီပါပါလေးနဲ့မလာရဘူးအဲ့ဒီတူတူလေးနဲ့ပို့ပြီးတော့အစီမေးခြင်းလို့ရှိရင်စောင်းတူတူလေးယူလာပို့ပြီးတော့အစီမေးခြင်းပါတယ်ဆိုလို့ရှိရင်တော့ခြံအောင်လေးတွေပါယူလာဟုတ်လားဘုညာဟောနေတယ်ခေါ်နေတဲ့တရားလည်းပြင်းလိုက်တာငါလည်းစိတ်ဝင်စားဘူးဟုတ်လား ဒီပရိသတ်တွေကလည်းငါဘယ်မှထွက်လို့မရဘူးမထူးတော့ဘူးခြင်အောင်လေးထောင်အိတ်ဆိုဟုတ်လားကောင်းလားမကောင်းဘူးလားအမကောင်းတော့သေးတာကောင်းရင်တဲဟိုးသွားဟုတ်ရဲ့လားကဲလိုက်ဆိုကြခူးနောင်ဘဝချမ်းသာရဗုဒ္ဓတရားတော်အနီလဲပြောနေလဲပြော ဗုဒ္ဓတရားတော်နေ့စဉ်နေ့စဉ်ဆိုတော်မြို့တော်တွေရဲ့ကျင်းလဲနေကြရပါတယ်ဆိုတဲ့ဒီဒီလိုက်လို့ခေါ်တဲ့ကိုနေ့စဉ်ဘဝညာအိတ်တယ်မအိတ်ဘူးလားဘုရားသုံးဦးသုံးကြီးချတယ်မနေ့စောစောဆိုတော်မြို့တော်တွေဗန္နနာကြီးထလဲဒါမတူဘူးဟုတ်လား မနေ့စောစော ထပြီတဲ့အာယုံချင်းအလင်းတက်လေးရပြီဆိုရင်ဆွေတော်မျိုးတော်တွေအိယာကမနှူးလားအရင်ဆုံးဘလူကိုသတိရအကောင်းဆုံးမောဖရာသတိရတာဟုတ်လားအိုးအိယာကနူးနူးချင်းဘေးရလူသွားဆိုင်ရင်တော့အရှင်းမပြေဘူးအဲ့ဒါတဲအိုးလမ်းမယ်ဟုတ်ရဲ့လားအရင်ဆုံးသတိရကမလားတခြားလားဖရာကိုလားဖရာရဲ့ခြေစူးတွေတိတ်ကြီးဟာ ဟုတ်လားဥစဉ်ဆိုလို့ရှိရင်လေရန်ကုန်နေရန်ကုန်နေမှာဥစဉ်ခဏခဏတော့ပြီးတော့တရားဟောရနေရီနေရီပေါ့ကောဂရီတို့မြဝရီတို့ဟိုးထိုင်းနေစားဥစဉ်ခေါ်ပါတယ်အဲ့ဒီလိုလဲလဲပြီးတော့တရားတွေဟောတော့ဥစဉ်ကဥစဉ်စီးတဲ့ကားအဲ့ဒီကားလေးရဲ့ဒီဘက်မှာသာသနာအလံလေးကိုဥစဉ်တတ်ထားတာဒါပြီးတော့အဲ့ဒါမြန်မာပြည်အရရပေါ့လေတရားတွေလိုက်ဟော ဟောတဲ့အခါကျတော့ဦးဇင်းဖះကိုဘလို့ခြေသူတင်လဲဘာလေးကိုတွားပြီးတော့ခြေသူတင်တယ်လဲဆိုတော့ဦးဇင်းတို့အဲ့ဒီသာသနာအလံလေးကိုမြင်လိုက်မြင်လိုက်တိုင်းဦးဇင်းတို့အခုရန်ကုန်မဲတားပါတော့ဂိတ်တွေရောက်တယ်နော်တချို့ဆိုလို့ရှိရင်ဦးဇင်းတို့တရားကြီးတို့လမ်းကြီးတို့မရှိဘူးလားရှိတယ်ရန်ကုန်ဆိုလို့ရှိရင်တရားကြီးတို့လမ်းကြီးတို့တွေ့လိုက်ရင်၅ခု၆ခုလောက်ရှိလိမ့်မယ်ဟုတ်လား ငါးခုပဲထားပါတော့ဆိုတော်မျိုးတို့ကြီးတကိတ်တကိတ်ကို900 900ဆိုရင်ငါးကိတ်ဆိုတော့ဘယ်လောက်ဟုတ်လားအဲ့ဒါဥစဉ်အဲ့ဒီသာသနာအလံလေးကိုဒီဘက်ချိန်ပြီးတော့အဲ့ဒါကားလေးမောင်းသွားဒီသာသနာအလံလေးကိုမြင်လိုက်တာနဲ့တပြိုင်နက်ဘယ်ဂိတ်ကမှချုပ်ကိုဂိတ်ကြီးမတောင်းဟုတ်လားအသွား2500အပြန်2500 တက်တာသူများကျေးဇူးလားဖះကျေးဇူးလားအဲ့ဒါဒါလေးတိလိုက်တော့လေဦးစင်းကတော်တော်လေးလက်အုပ်ချီတာဖះကိုဖះကိုဩဖះကျေးဇူးကြောင့်ငါလေး2500တက်တာသွားပြန်ပြီဟုတ်လားရန်ကုန်ကနေပြန်လာပါတယ်တဲ့အဲ့ဒီဖះရှင်ကိုရောင်မြတ်ရဲ့ကျေးဇူးဒီသာသနာအလံဆိုတဲ့အယောင်လေးကိုတွေ့မြင်လိုက်တဲ့ဘယ်ဂိတ်ကဘယ်တရားမှုပဲဖြစ်ဖြစ်ကျုပ်တို့ကိုဘယ်သူမှမစစ်ဘူး အလုံး okay ပဲခွတ်လွတ်လိုက်တယ်။အဲဒါပေမဲ့ချွင်းချက်တစ်ခုတော့ရှိတယ်ဗျ။ဦးဇင်းတို့ပြီးခဲ့တဲ့ຫນွေကဝါဆူမတိုင်မီကမိုးကုံမြို့ဥဝဓမ္မယုံမှာသွားပြီးတော့တရားဟောရတယ်။တရားဟောတဲ့အခါကျတော့ဦးဇင်းတို့ပုံစံသွားရမှာတော့ပကူးဘက်ကပတ်သွားရမှာ။ဟာပကူးကမသွားဘူးဟေးနေပြီးတော့လမ်းကောင်းနေဆိုပြီးတော့အဲ့ဒါလေးပြီးတော့ကနေလိုက်တာ။အဲ့ဒီနေပြီးတော့ဂိတ်ကတော့ကျုပ်တို့ပေးရတယ်မရဘူး။အဲချွင်းချက်ပြောတာပါဟုတ်ပြီလား။ အဲ့ဒါဦးဇင်းကနေပြီးတော့ဂိတ်ကြီးတောင်းတဲ့အခါကျတော့ဦးဇင်းကဟေ့တို့ဘုန်းကြီးတွေလည်းပေးရတာပေးရတယ်ဖေရဘာမှမတတ်နိုင်တော့ဘူးဟောအဲ့ဒီဂိတ်တဲ့ဂိတ်တော်ရှိတယ်အဲ့ဒါမြန်မာနိုင်ငံမှာဟုတ်ပြီလားဒါချွင်းချက်ပြောတာပါနော်ဘာရင်ဂျေဇုပြောကျင်တာလဲဆိုတော့ဖရာရဲ့ဂျေဇုဘာဂျေဇုလဲဖရာရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကကုသိုလ်အကုသိုလ်နှင့်တို့တို့ဘုံဘဝမတိရများလားအပြစ်တွေ တော်မျိုးတော်တွေဟုတ်လားဖះမှာဒီလောကမပွင့်ဘူးဆိုရင်ဓမ္မအဓမ္မသိရလားကုသိုလ်အကုသိုလ်သိရလားလုံးတင်တာမလုံးတင်တာသိလားအိုးအခုဖះပွင့်တာတော့မှဆွေတော်မျိုးတော်တွေဒီဘက်မှာတရားပွဲဟိုဘက်မှာဇာပွဲဆိုရင်တခြားသွားမှလားမကောင်းတတ်လို့ပါဟုတ်ရဲ့လားတကယ်တမ်းရှင်ပြီးတော့ဒီဘက်မှာကရွှေကန်ဆရာတော်လေးရဲ့တရားပွဲဟိုဘက်လမ်းမှာက ဖိုးချည်ရဲ့ဇက်ပွဲဟိတ်ပဲသွားမှလဲမန္နာပြောသစ္စာတခါတည်းလူကြတော့လူတွေကလေအရန်ကြီးကတ်လိမ့်နေကြမကြိုက်ဘူးဟုတ်လားမန္နာပြောသစ္စာဇက်ပွဲပဲသွားကြမှာပါပသမိဓမ္မတိမနောမနောလူသားတွေရဲ့စိတ်ဒီပါပသမိမကောင်းတဲ့အမှုမှာရမတိမွေ့တယ်ပြောတယ်ဟုတ်လားအေးဒါကြောင့်မလို့ရှင်တော်မျိုးတော်ဒီဖယားရှင်ကိုရောမြတ် ီလောကမှာပွင့်တွန်းပေါ်ပေါက်တဲ့အတွက်ကြောင့်ဦးဇင်းတို့တည်းဆွေတော်မျိုးတော်တွေကုစုအကုတွေတည်ပါတယ်လုံတင်တာမလုံတင်တာတွေကိုတည်ပါတယ်ဟုတ်ရဲ့လားပခုံးတစ်ပဲ့ကြမှာခေါင်းပေါက်ယုံနဲ့တော့လူမဟုတ်ဘူးဟုတ်ရဲ့လားလူဆိုတာ၃မျိုးရှိတယ်အဲ့ဒီ၃မျိုးကိုဦးဇင်းကဗမာမတည်လဲဆိုတော့မန္တလေးမြို့မစိုးရင်တိုက်တဲ့မှာစားတင်တော့ဓမ္မစည်းရစားဝါးတွေပြီးပြီ းဆရာသမားတွေကမင်းတို့ပြန်တော့ဆိုပြီးတော့အဲ့ဒါလွတ်တာလွတ်တဲ့အခါကျတော့ဦးဇင်းတို့မန္တလေးရဲ့တောင်မှာဆိုတော့မျိုးတို့တွေကြားဖို့ပါတယ်အသက်ကလေးရဲ့ရှည်စီလူခူလိုက်သမားဘယ်ကိုခူမှာလဲပသိန်ခူဆိုတာမရှိဘူးဟုတ်ရဲ့လားအသက်ကလေးရဲ့ရှည်စီလူဘယ်ခူမလဲ